တော်မန်လေးသူတွေကသူကမိန်းကလေးဆိုပေမဲ့တော့သူကကျမလို့တိတ်ပြောလို့မရှိဘူးဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပဲပြောတာအဲ့ဒါတမန်ကလေးသူတွေထူကြကြက်တစ်ထက်ကစခဲ့တာတဲ့အမျိုးသမီးတစ်ယောက်ကပေါ့ကွယ်ငါရဲ့လက်ပြအတောင်မန်ကြီးတွေအားတဲ့ကြီးလိုက်တာတဲ့မကြိုက်ဘူးတဲ့မလာဘူးတဲ့အဲအကြောင်းမလို့ငါအားတဲ့ခွဲစိတ်ပြီးပြုတ်ပြင်မှာဆိုပြီးခွဲစိတ်လက်ပြဆိုတော့ပါပါလေတရားဝင်တယောက်နဲ့သူကလက်ပြပြင်တာပေါ့ကွယ်သူ့ရဲ့ဖွားဘက်တော့ကနင်းရွက်ကြီးတွေကိုကြီးနေလို့ဆိုပြီးတော့ခွဲစိတ်ပြီးတော့ဖြတ်တောက်ပလိုက်တာပေါ့ နော်အဲ့လိုနဲ့သူဖြတ်ထားတဲ့ဒီဖွားဘက်တော်နေရွယ်ကြီးတွေကစတိကွက်ကြီးတွေထည့်ထားတာပေါ့ကွယ်နော်အတုံးမလို့တဲ့ခါကျတော့ခဏနေတော့လွန့်ပြစ်တော့မှာပေါ့အဲ့ဟာနဲ့အဲ့လိုခွဲစိတ်ပြီးတဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်နော်တထေးကြီးတယောက်ကကားအက်ဆီဒန့်ဖြစ်ပြီးတထေးကြီးရဲ့နေရွက်တချမ်းကပြတ်သွားပြတ်သွားပြီးအဲ့ဒီစင်ကိုင်းကြီးကံဆိုးလိုက်တဲ့တထေးရန်ရောက်ချလာနေရွက်ကြီးပါပြတ်ခွဲခဲ့တဲ့ဆရာဝန်ကြီးကပဲကြည်ရတာပေါ့ကွယ်ခွဲစိတ်ဆရာဝန်ကြီးဆိုတော့ အော်တဲ့တထင်းကြီးတနားလိုက်တာနော်ဒီတိုင်းလေးချုပ်လိုက်လို့ရှိရင်နဲ့အဲ့နေရွက်ကြီးဟာနေရွက်ပြက်လေးနဲ့တသက်လုံးဖြစ်နေရှာအောင်မာတဲ့ဟုတ်တယ်အဲ့တော့အဲ့တော့ခုနအမျိုးသမီးဖြတ်ချသွားတဲ့ခုနဖွားဘက်တော်ကနေရွက်ကြီးကိုတာနော်ဒီတထင်းကြီးကိုတာတက်ပေးလိုက်ရင်အတော်ပဲတဲ့ဟိုနေရွက်ကြီးလည်းလွန့်ပြစ်စရာမလိုတော့ဘူးတဲ့ဒီတထင်းကြီးလည်းနေရွက်အကောင်းလေးပြန်ရသွားမာတဲ့အဲ့တော့ဟုတ်ပါပြီတဲ့ငါစေတနာနဲ့လှုပ်ပေးလိုက်ပါမယ်ဆိုအန်ကိုဖြစ်သွားတာ ခုနအမျိုးသမီးဖြုတ်ချသွားတဲ့ဖွားဘက်တော်ကနေရွက်ကြီးကိုဟိုတဆေးရဲ့နေရွက်တော့အစားထုတ်ပြီးတော့ချုပ်ပေးလိုက်ချုပ်ပေးလိုက်တော့ဒီဆိုတဲ့ခါကျချုပ်ယူတွေပါလေဖြီးပြီးတဲ့ခါကျနေရွက်ကမိမွေးနဲ့ဖာမွေးနဲ့အကောင့်အတိုင်းပြသွားတော့တတိယလည်းပျော်သွားတာပေါ့ကွယ်အဲ့လိုနဲ့ တထွေးကြီးကအစင်းဝါဆင်းသွားတာပေါ့နော်ဒါပေမဲ့ခွဲစိတ်ဆံဝင်ရမှလိုက်တာနော်တထွေးကြီးတပတ်နေတော့နေရွက်အခြေအနေလေးကြည့်အောင်ပြန်လာပြဆိုတထွေးကြီးသတိမထားမိဘူးလားတလားနေချင်းလိုက်တာပေါ့အဲတလားနေတဲ့ခါကျတထွေးကြီးကပြန်လာတော့ဆေးကန်းကိုနေရွက်ကြည့်အောင်ပြီးတဲ့ခါကျနေရွက်ကအဲ့လိုတော့ကြည့်ရတာဆရာကြီးတဲ့ကျွန်တော်လည်းရှက်လို့လည်းနေရွက်ကြည့်အောင်ထားတာတဲ့ဆရာကလည်းကျွန်တော်မေးရဆရာရဲ့အရင်ကအဆင်ပြေတယ်အခုအဆင်မပြေဘူးတဲ့နေရွက်ကတော့ ဒီနေရကြီးကဘယ်ဟာဟာကြီးတော့ငါဘာလို့နေရကြီးတက်ပေးတာတော့ငါဆရာနေရကြီးကတားလင်တာယူဆရာရဲ့အခုလေးတဲ့အဲ့နေရကြီးတော်ဆိုးနေပြီကြားတွေမြင်လို့ရှိရင်အဲ့နေရကားတွေတက်ရက်ရက်ပြီးတော့လှမ်းလှမ်းခေါ်တာဆရာရဲ့အိမ်တွေကိုမရပါဘူးတဲ့တားလင်တာယူလာတဲ့ဆရာနေရကြီးကအဲ့ဒါနဲ့ကျွန်တော်လည်းအစင်မပြေဘူးပြန်ဖြုတ်ပေးတယ် ကိုယ်စိတ်စရာဝင်ရလဲစဉ်းစားနေနေရွယ်ကြီးတော့ပြန်ဖြုတ်ခိုင်းရတဲ့အဆင်ရပါနော်ဘယ်ဟာဤတက်ပေးလိုက်တော့အမန္တကဟိုအမျိုးသမီးရဖွားဘတ်တော်နေရွယ်ကြီးကိုတက်ထားလို့ယောက်ျားမြင်လက်တည့်ရရပြီးလန်ခေါ်နေကြီးစရာအနာနေနေပြောတော့တကယ်မဟုတ်ဘူးတို့မန္တလေးသူတွေကစကားပြောရင်ကျွန်တော်ကျွန်တော်နဲ့ပြောတာအဲဘာဖြစ်လို့ကျွန်တော်ကျွန်တော်ဒီကတော့မန္တလေးသူတွေလက်လည်းတိလား မသိရင်ပြောပြအောင်မအားတော့တကယ်မဟုတ်အဲ့တော့မန်လေးသူတွေကသူကမိန်ကလေးဆိုပေမဲ့တော့သူကကျမလို့တိတ်ပြောလို့မရှိဘူးကျွန်တော်ပဲပြောတာအဲ့ဒါကမန်လေးသူတွေထူကြတဲ့တစ်ထက်ကစခဲ့တာတဲ့တကယ်လို့ပေါ့နော်အဲဒီဒီမိန်နှုံးမင်းကြီးကသူ့နန်းဆောင်ထဲမှာရှိနေတာပေါ့ကွယ်ဘယင်ကြီးဆိုတဲ့အခါကျနန်းဆောင်ထဲနေနေတော့သူ့နန်းဆောင်ရှိကလူတယောက်ဖြတ်သွားပြီဆိုရင်မိန်နှုံးမင်းကြီးကလန့်လန့်ပြီးအော်ပြီးမေးတာလေဟဲ့ငါနန်းဆောင်ရှိကဖြတ်သွားတာဘယ်လိုလဲပေါ့နော်တကယ်လို့ယောက်ျားလေးတယောက်ကဖြတ်သွားတယ်ဆိုလို့ရှိရင် ကျွန်တော်ပါအရှင်မင်းကြီးဆိုအဲကျွန်တော်ဆိုရင်ယောက်ျားလေးဆိုတော့မင်းတို့မင်းကြီးကခပ်ပါပါပဲတိတယ်မယောက်ျားချင်းချင်းစိတ်မစားဘူးအေးသွားသွားသွားပေါ့တကယ်လို့ကျွန်တော်ဆိုရင်တော့ဘာမှမဖြစ်ဘူးဒီတယောက်ကများဖြတ်သွားလို့ရှိရင်เนาะဟဲ့ငါနန်းဆောင်ရှိကဖြတ်သွားတာဘယ်လိုလဲဆိုကျင်မပါအရှင်မင်းဆိုအေးကျင်မလာအောင်ငါနန်းဆောင်ငယ်ခဏဆိုပြီးတော့မင်းကလေးတွေဖြတ်ဖြတ်သွားရင်နန်းဆောင်ငယ်ခေါ်ခေါ်ပြီးတော့မူစကူဒူးဒူးလွတ်တာတဲ့ အဲ့ဒီခါကျတော့ main ကလေးတွေကဖျက်သွားရင်ကျွန်တော်နော်ကျွန်မဆိုရင်မူဆကူဒုက္ခမှာအဲ့ဒါကြောင့်မလို့ကျွန်တော်ပါအရှင်မင်းကြီးကျွန်မလည်းမပြောရင်မူဆကူဒုက္ခမှာကြာလို့အဲအဲ့လိုနဲ့မန်လင်းသူတွေကအကျင့်မာသွားပြီးတော့နော်အခုခေအခုအခုချိန်ထိကျွန်တော်ကျွန်တော်နဲ့ပဲဖြစ်နေတာတဲ့ဟုတ်လို့မဟုတ်လို့တော့မသိခွဲကိုရီးလည်းမန်လင်းသားဆိုတော့အဲ့လိုကြားဘူးတာပဲ bye 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 bye